မင်္ဂလာပါဗျ The Analyst Perspective Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့100 Days of Learning စီကွယ် Day 21မှာ Group ဘိုင်းအကြောင်းပြောကြပါမယ် group byte ဆိုတာကတကယ်တော့ SQL မှာ group byte လို့ရေးရတဲ့ keyword ကအရင် exam မှာသုံးခဲ့တဲ့ pivot တွေပဲနဲ့တူတူပါပဲကျွန်တော်တို့ရှေ့မှာ sum တို့ minimum maximum average ဒီလိုစတဲ့ aggregation function တွေပြောခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီ aggregation function တွေကိုဒီတိုင်းရေးလိုက်ရင်ဘယ် dimension ထဲမှာမခွဲဘဲနဲ့သူကရှိသမျှ data တွေအကုန်လုံးကိုပေါင်းပေးတာဒါမှမဟုတ် average လုပ်ပေးတာမျိုးဖြစ်တယ်ဒီတော့ကျွန်တော်တို့ကဒီ data တွေအကုန်လုံးကိုပေါင်းပြီးတော့လုပ်ချင်တာမဟုတ်ဘူးသူ့ရဲ့သက်ဆိုင်ရာ category alike brand ဆိုလဲ brand alike မြို့ဆိုလဲမြို့ alike ပေါင်းချင်တာပေါ့နော် sum လုပ်ချင်တာမျိုး ိုးဒါမျိုးဆိုလို့ရှိရင်တော့ group byte ဆိုတဲ့ keyword လေးနဲ့သုံးပေးရပါတယ်ဒီ group byte ကကိုလက်ရှိရှိနေတဲ့ table တွေက column နဲ့တခြားတန်ဖိုး column ကို group byte လုပ်ပြီးပေါင်းနိုင်မှာဟုတ်ပဲနဲ့ table တွေ join ပြီးတော့ဟိုဘက်က join နဲ့ပါလာတဲ့ column နဲ့လည်း group byte လုပ်လို့ရပါတယ်နမူနာလေးကြည့်လိုက်ရအောင်အရင်တော့ကျွန်တော်တို့ aggregation example မှာ select sam ဆိုပြီးတော့ total revenue ကိုပေါင်းခဲ့မယ်ပေါ့เนาะဒီလိုပေါင်းခဲ့မယ်ဆိုရင်ပါပြမလဲဆိုတော့ရှိသမျှ total revenue column တစ် column လုံးကိုပေါင်းချလိုက်မှာဖြစ်တယ်ဒီ total revenue ကို total ကြီးကိုလိုချင်တာမဟုတ်ဘူးသက်ဆိုင်ရာမြို့ဆိုလဲမြို့အလိုက်ပေါ့เนาะ city အလိုက်ခွဲပြီးတော့ total လေးတွေလိုချင်နေဆိုရင် group by ဆိုတဲ့ keyword ကိုသုံးပြီးတော့ရေးရပါတယ်ကို group by လိုချင်တဲ့ကို group like ပေါင်းပေါင်းခွဲခွဲပြီးပေါင်းချင်တဲ့ dimension column ရဲ့နာမည်ကို aggregation ရဲ့အရှိန်မှာထည့်ပေးရမယ် အနောက်မှာထည့်လဲရတယ်ဒီ select ထဲမှာပါလာရင်ရပြီပေါ့နော်ထည့်ပေးရမယ်ပြီးရင်ကျွန်တော်တို့ဒီ select from ဆိုတဲ့ statement ရေးအောက်မှာ group by ဆိုပြီးတော့ column name ကိုပြန်ချပေးရမယ်โอเคဒီလိုချပြီးတော့ရေးလိုက်တဲ့အခါကျတော့ဘယ်လိုဖြစ်သွားလဲဆိုတော့သက်ဆိုင်ရာမျိုးတစ်မျိုးလိုက် အဲတန်ဖိုးတွေတက်ဆိုင်ရမျိုးတမျိုးလိုက်သူ့ရဲ့တက်ဆိုင်ရ total revenue တန်ဖိုးတွေကိုပေါင်းပြီးသွားမှာဖြစ်တယ်လက်ရှိရှိတဲ့ table တွေက column ကိုရွေးပြီးတော့ group by လောက်တာမျိုးဖြစ်တယ်အကယ်၍ join ပြီးမှ group by လောက်ခြင်းလဲဆိုရင်လည်းရပါတယ်ဆိုတော့ဥပမာကျွန်တော်တို့မှာ fat sale ရှိတယ်ဒါပေါ်မှာ join team product ကိုပြီးကျွန်တော်တို့ join ခဲ့ဘူးလေ on ပဲမှာလဲဆိုတော့ f.model id နဲ့ p.model id တူတဲ့အချိန်မှာ join မယ် ီလို join ပြီးတော့မှကျွန်တော်တို့ကဒီ group ဘိုင်းကို CD နဲ့မဟုတ်ဘဲနဲ့ product တွေကဝင်လာတဲ့ brand နဲ့ group ဘိုင်းလုတ်ခြင်းပါတယ်ဆိုရင်လေရရတယ်ဒါပေမဲ့သူ့မှာတော့ table name လေးရှိရတော့ထောက်ပေးရတာပေါ့နော် p.brand ဖြစ်သွားတာပေါ့ okay ကဲဒီလိုမျိုးရေးပြီးတော့ run လိုက်မယ်ဆိုရင်လေအဲသက်ဆိုင်ရာ brand name လိုက်နာမည်လိုက် total revenue တွေကို group ဘိုင်းလုတ်ပြီးပေါင်းပသွားပြန်မှာဖြစ်ပါတယ် ဆိုတော့ group ဘိုင်းကိုနားလည်အောင်ပြန်ပြောရရင်ခုမှရှိတဲ့ data ကိုပိုင်းခြင်းနဲ့ dimension အလိုက် group လေးတွေခွဲပြီးတော့သွားပေါင်းတာဖြစ်တယ်။နာမည်မှာပါတဲ့အတိုင်း group ဘိုင်းဆိုတဲ့အတိုင်း brand ဆိုရင် brand တစ်ခုနာမည်တစ်ခုယူလိုက်တယ်။အဲ့ဒီနာမည်မှာဒီဘက်မှာရှိနေတဲ့များတန်ဖိုးတွေအကုန်လုံးကိုတစုဖွဲ့ပြီးတော့ပေါင်းလိုက်တာမျိုးဖြစ်ပါတယ်။ Okay. ဒီ data တော့ဒီလောက်ပါပဲ။ကျေးဇူးပါ။နောက်နေ့မှတွေ့တာပေါ့။